ဘာမဘရင်း channel ကနေကြိုးစပါပဲကျွန်တော်တို့ကနေ့စဉ်ပေါ်အတွက်အကျိုးရှိစေမယ့်အတွေ့အကြုံတစ်တွေကိုနေ့တိုင်းတင်ဆက်ပေးနေတာပါဒါကြောင့်နေ့တိုင်းကျွန်တော်တို့ channel ကို live အောင်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်ကဲအချောင်းရရင်မစခင်မှာဘာမဘရင်း channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်ဟုတ်ပြီဒီနေ့အရှင်းလင်းတင်ဆက်မှုမှာကတော့လေကိုကိုကိုတကယ်တံပိုထားပြီးလေးစားတဲ့ဘွားတစ်ခုကို15ရက်ထင်းနဲ့ဘလို့တီဆောက်မလဲဆိုတာဖြုတ်ပြထားမှာပါ ဒါကလည်းကို့ဘွားကိုအကြီးရပြောင်းလဲပြစ်ရမယ်အစီအစဉ်ကြီးတော့မထင်လိုက်ပါနဲ့တကယ်တော့အဓိကကျတဲ့အပြောင်းလဲလေးတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးလှုပ်ဆောင်ရမှာပါတကယ်လေးစားရတဲ့ကိုယ့်ရဲ့ပုံစံတစ်ခုနဲ့ဆိုရင်15ရဲ့ပဲကွာတော့တယ်။ဒီစကားကအပေါပြောနေတာလုံးဝမဟုတ်ပါဘူး။ဒါဟာကိုယ့်ကိုယ်ကိုပေးထားတဲ့ရိုးရှင်းတဲ့ဂရီတစ်ခုကိုတကယ်တည်နိုင်ခြင်းအပေါ်မှာအခြေခံထားတဲ့အမှတ်တရတစ်ခုပါ။ဒီဂရီတစ်ခုကိုဖြစ်တယ်လို့မဟုတ်ပဲအပြည့်အဝလိုက်နာနိုင်တဲ့အခါမှာလေလူအများစုမကြုံဘဲနီးမြအနေနဲ့ကိုယ့်ဘဝကတကယ်ကိုစပြီးပြောင်းလဲလာမှတည်ချပါပဲ ကောင်းပြီဒါဆိုဘယ်လိုလွှဲရမလဲအဖြေကတော့လေအလေအကျဉ်းဆိုးတစ်ခုတည်းကိုပဲဖြတ်တောက်ချင်းအားဖြင့်ပါပဲကျွန်တော်တို့ကိုအမြဲတမ်းနောက်ပြန်ဆွဲထားတဲ့အဲ့ဒီအလေအကျဉ်းတစ်ခုကိုရပ်တန့်ပြရမှာပါအဲ့ဒီအလေအကျဉ်းကပါလဲဆိုတော့မှန်ကန်တဲ့စိတ်ခံစားခြင်းမှန်ကန်တဲ့စွမ်းအင်ဒါမှမဟုတ်မှန်ကန်တဲ့အချင်းကိုစောင့်ဆိုင်နေတဲ့အချင်းပါပဲကျွန်တော်တို့အများစုက စိတ်အားထက်သန်မှုရောက်လာမှာကိုစောင့်နေကြရင် တနည်းထဲမှာပဲပြိမ့်မိနေတတ်ကြတယ်ဒါပေမဲ့ ဒီ15ရက်တာစင်ခေါ်မှုကတော့အဲ့ဒီလိုစောင့်နေရတဲ့တန်တရာကိုဖြတ်တောက်ဖို့အတက်ပါပဲဒီ15ရက်တာစင်ခေါ်မှုတစ်ခုလုံးရဲ့အနစ်တာယာကဘာလဲဆိုတော့ကိုယ့်ကိုယ်ကိုယုံကြည်မှု self trust ဆိုတဲ့အခြေခံဥမျိုးကိုပြန်လည်တည်ဆောက်ဖို့ပါပဲကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာကကိုပြောတဲ့စကားအတိုင်းကိုယ်တိုင်းလိုက်နာလုပ်ဆောင်လိမ့်မယ်ဆိုရယ်ယုံကြည်ချက်ပေါ့ဒီယုံကြည်မှုသာပျောက်ဆုံးသွားရင်ကိုဘွားကိုထိန်ချုပ်နိုင်စွမ်းလဲတတိတိပျောက်ဆုံးပါတတ်ပါတယ်ကဲပထမဆုံးမနိုင်ကိုကြည့်လိုက်ကြအောင် ဒါကတော့ရှင်းလင်းပြတ်သားမှုကိုရယူခြင်း gain clarity ပါပဲဆိုတော့ဒါကဘာမှမလုပ်ခင်ကိုကိုကိုယူသားပြီးတော့လမ်းကြောင်းအခုကိုတေးသေးချာချာဆွန့်ဖြစ်တဲ့အကြောင်းပါကိုယ့်ရဲ့ twin စိတ်တန်လက်အိမ်မြောင်ကိုလမ်းကြောင်းမှန်ဖို့ပြန်တင်တာနဲ့တူပါတယ်ရှင်းလင်းပြတ်သားမှုရဖို့အတွက်အဓိကလှုပ်ဆောင်ရမယ့်အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ခုကကိုယ်ပန်းတိုင်ကိုတိတိကျကျဆုံးဖြတ်ဖို့ပါကိုယ်တကယ်ပါလို့ခြင်းလဲဆိုတာကိုရှောင်မနေတော့ပဲယူယောတာဖဝန်ခံလိုက်ဖို့လိုတယ် ဒုတိယအချက်က တော့တာဝန်အပြည့်အဝယူဖို့ပါကို့အခြေအနေအတွက်ပတ်ဝန်းကျင်ကိုအပြည့်တင်နေတာတွေရပ်ပစ်ပြီးကို့ဘဝရဲ့ထင်းချုံမှုကိုပြန်ယူရမှာပဲကိုမငင်ချင်းရောင်ဆောင်နေအပြစ်မှတ်ကိုဘယ်တော့မှထီအောင်မပြစ်နိုင်ပါဘူးဒါကြောင့်ကိုတကယ်လိုချင်တာကို စာရွက်ပေါ်မှာချရေးကြည့်လိုက်ပါဒီလိုခြာရည်လိုက်တဲ့အခါမှာလေအဲ့ဒါကစိတ်ကူးရင်အိမ်မက်တစ်ခုအဖြစ်ခနေလဲတွေ့ကြပြီးမြင်တာတဲ့ကတိကဝတ်တစ်ခုဖြစ်လာစေပါတယ် အဲ့ဒီခါမှာကိုကိုကိုတာဝန်ခံမှုရှိလာပြီးအဲ့ဒီပန်းနိုင်ကိုအလင်းနဲ့ထလာပါလိမ့်မယ်ဒီမှာကြည့်လိုက်ရင်အပြစ်တင်တာနဲ့တာဝန်ယူတာကြားကစီနေတဘောတာကွာရချက်ကိုရှင်းရှင်းလင်းလင်းမြင်နေမှာပါဆိုတော့အပြစ်တင်တယ်ဆိုတာကလေအတိတ်ကိုပဲပြန်ပြန်ကြည့်ပြီးကိုမှရှိတဲ့စွမ်းအားတွေကိုတခြားတယောက်လက်ထဲထွားလိုက်တာနဲ့အတူတူပဲငါပေါ်မှာဘာလို့ဒီလိုဖြစ်နေရတာလဲလို့ကိုကိုကိုပြန်မီးနေတွေ့အဲ့နေရာမှာပဲပိတ်နေနေဦးမှာပဲ တာဝန်ယူမှုကတော့အလိုမဟုတ်ဘူး။ तू ကပြစ်စုပံကိုပဲအာယုံဆိုင်တယ်။ကိုဆွမ်းအားကိုကိုပြန်ယူတယ်။ပြီးတော့အခုငါဘာလို့နိုင်မလဲဆိုရင်မိခုံးနဲ့ရှေ့ဆက်ဖို့လမ်းကြောင်းကိုကိုယ်ရင်ဖန်တီးတာပါ။ကဲအခုဒုတိယမန်တိုင်ကိုဆက်ကြည့်ရအောင်။ဒါကတော့အပြုအမူတစ်ခုကို အလေးချင်းဖြစ်အောင်တစ်ဆိုင်မှမှလုဆောင်ခြင်း။ bill consistency ပါဒါဟာအတွင်ကူဖြောင်းကြီးအတွက်အဓိကကြတဲ့မောင်းနေအားပါပဲနေချင်းလုဆောင်ချက်တွေကနေကိုကိုယုံကြည်မှုကိုဖြည်းဖြည်းချင်းတိဆောက်သွားမှာဖြစ်ပါတယ် ကိုနာကဲကိုတကယ်တမ်းပေရကပုံဖော်ပေးတာလေဘီမေကောကခနာဒာဖြစ်ပေါ်တဲ့စိတ်ခံစားချက်တွေနဲ့တကယ်အားကိုးရတဲ့လှုပ်ဆောင်ချက်တွေကြားကကြွာချချက်ကိုမိမောင်းထိုးပြနေပါတယ်အဖြေကတော့စိတ်လှုပ်ရှားမှုတွေပျောက်ွယ်သွားတဲ့အချိန်မှာပါလို့တလဲဆိုတာပါပဲဆရာထက်တတ်မှုဆိုတာကအားကိုးလို့မရပါဘူးပေါ်လိုက်ပျောက်လိုက်ပဲတကယ်တိုးတက်မှုဆိုတာစိတ်မပါတဲ့အချိန်မှာတော့ဆွဲမလျော့ပဲလုံမြဲလုံနေတာကနေရလာတာပါ လူတိုင်းကစိတ်ပါလက်ပါရှိနေချိန်မှာရှေ့ဆက်နိုင်ကြတာပဲဒါပေမဲ့စိတ်မပါတော့တဲ့အခါဘာလုပ်တလဲဆိုတာကသာအနာဂတ်ကိုတကယ်ဆုံးဖြတ်ပေးတော့မှာပါဒီနေရာမှာအဓိကကြားတဲ့အချက်ကတော့လေတခါဒီယံပေါ်လာတဲ့စိတ်အထက်တမ်းမှုအကြီးတစ်ခုထက်နေစဉ်ထိမ့်သိမ်းလိုက်လာတဲ့တိတ်ငဲ့တဲ့ကတိလေးတစ်ခုကပိုးပြီးတော့အများကြီးဆွာကြီးတယ်ဆိုတာပါပဲဒါကကိုယ့်ကိုယ်ကိုယုံကြည်မှုပြန်လဲဒီဆော့ဖို့အတွက်သေးသေးလေးကနေစတင်ရမယ်ဆိုတဲ့အခြေခံသဘောတရားပါပဲဥပမာအနေနဲ့နေစဉ်ပေးနိုင်တဲ့တိတ်ငဲ့တဲ့ကတိတွေထဲမှာ ရေတောက်တာဆယ်မိနစ်လောက်စာဖတ်တာလမ်းလျှောက်ထွက်တာဒါမှမဟုတ်ဖုံးသုံးတာကိုမိနစ်30လောက်ရှောင်တာမျိုးတွေပါဝင်ပါတယ်ဒီလိုရိုးရှင်းတဲ့လောက်ဆောင်ချက်လေးတွေက ကိုပြောတဲ့စကားကအတိအပရှိတယ်ဆိုတော့ကို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 စက်သေးပြတာရောက်ပါတယ်ဒီအခန်းကိုဆုံးသတ်ကြရင်တော့စီကန် discipline ဆိုတာပြည်တံပြည်ချင်းမဟုတ်ပဲလွတ်လပ်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်စီကန်ရှိခြင်းကကိုယ်စိတ်ခံစားချက်တွေရဲ့တားကောင်းမှဖြစ်အောင်ထိန်းချုပ်နိုင်တဲ့စွမ်းအားကိုပြည့်စွမ်းတာပါ တရားမန်တန်ကတော့ကိုယ့်ရဲ့စိတ်ငြင်းချမ်းမှုကိုကာကွယ်ခြင်း protect your peace ပါဒါအားကြီးထွားဖွံ့ဖြိုးဖို့အတွက်ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးတာနဲ့အတူတူပါပဲဆိုတော့အကြီးခကြတဲ့စီမင်းစည်းကမ်းတွေတတ်မှတ်ပြီးကိုယ်စွမ်းအင်ကိုစီမံခံကွယ်ရမှာဖြစ်ပါတယ်ဒီနေ့မှာကိုယ့်ရဲ့စွမ်းအင်ကိုတကယ်တမ်းဘေးရာကရထိုက်ပါတယ်ဒီမေကွန်းကကိုယ့်စွမ်းအင်ဟာကုံဆုံးသွားနိုင်တဲ့အရင်မြစ်တစ်ခုဖြစ်ပြီးပညာရှိရှိခွဲဝေသုံးဆွဲရမယ်ဆိုတာကိုတတိပေးနေတာပါ စိတ်ငြိမ်းချမ်းမှုဆိုတာရှားဖွယ်တွေ့ရှိရတဲ့အရာမဟုတ်ပါဘူးကားခွေဆောင်လျှောက်ရတဲ့အရာပါအတွင်းစိတ်ငြိမ်းချမ်းမှုရဖို့အတွက်ကိုယ့်ကိုစိတ်ညစ်နွမ်းစေတဲ့အရာတွေလူတွေစီကနေတက်တက်ကြွကြွကားခွေဖို့လိုအပ်ပါတယ်ဒီမှာဆိုရင်လွယ်လွယ်ကူကူဟုတ်ကဲ့လို့ပြောတာနဲ့ခက်ခက်ခက်ခဲငင်းဆိုခြင်းတို့ကြားကကွာခြားခဲ့ကိုတွေ့နိုင်တယ်လူတွေကြိုက်လိုက်ပြီးဟုတ်ကဲ့လို့ပြောလိုက်တာကခဏတော့တက်တောင့်တက်တာတင်စေပေမဲ့ရေရှည်မှာကိုယ့်ကိုစိတ်ကုံအားလျော့စေလေ ကိုကိုကိုစိတ်ပြည့်စေပြီးမကျေနပ်မှုတွေဖြစ်လာစေလက်တဲ့။ဒါပေမဲ့ခက်ခက်ခက်ခဲငင်းဆူလိုက်တာကတော့ခဏတာအဆင်မပြေဖြစ်နိုင်ပေမဲ့ရေရှည်မှာစိတ်ငင်းချမ်းမှုကိုရစေပြီးကိုကိုကိုကာကွယ်ရရောက်ပါတယ်။ကိုစင်းငင်းချမ်းမှုကိုကာကွယ်ဖို့အတွက်ငင်းဆိုးတဲ့အရာတွေကတော့ကိုကိုစိတ်ကုံအားလျော့စေတဲ့စကားဝိုင်းတီအပြစ်ရှိသလိုခံစားလို့လက်ခံလိုက်တဲ့ဂတိတီဘဲမမရောက်တဲ့အငင်းအခုန်တွေအတင်းဖြစ်တဲ့အပြက်သဘောဆောင်တဲ့အရာတွေ ပြီးတော့ကိုယ့်ရဲ့ဒုတတ်မှုကိုတန်ဖိုးမထားတဲ့လူတွေကိုခိုင်းခိုင်းမာမာငင်းဆို့ဖို့လိုအပ်ပါတယ်။ကဲအဆုံးသတ်အနေနဲ့15ရက်ကြာဇွဲနဘဲနဲ့စူးစားအားထုတ်ပြီးနောက်မှာဘလို့တွင်ကူးပြောင်းမှုကြီးဖြစ်ပေါ်လာမလဲဆိုတာကိုအကျဉ်းချုပ်ကြည့်ကြအောင်။ဒီခီးစဉ်ရလက်ကောဘယ်ယာနဲ့မှ တားဆီးလို့မရရဲ့လူတယောက်အဖြစ်ပြောင်းလဲသွားခြင်းပါပဲ။ရလက်ကဘာဖြစ်မလဲ တိတ်ဆိတ်ငြင်းတက်တဲ့ကိုကိုယုံကြည်မှုနဲ့ဘယ်ရာကမှမတုံ့လုပ်စင်နိုင်တဲ့ကိုကိုလေးစားမှုပါပဲကိုပြောတဲ့စကားကိုကိုတိုင်ပြန်ယုံကြည်နိုင်ပြီဆိုရင်ရရှိလာမယ့်အတွင်းစိတ်အခြေအနေဟာတကယ်ကိုတန်ဖိုးဖျက်လို့မရပါဘူးအခြေခံကြားတဲ့အပြောင်းလဲကတော့ကိုစိတ်ခံစားချက်တွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ပြီးကိုရဲ့ဂရီကဝိတ္တေကလမ်းညွန့်တဲ့အတိုင်းစတင်လျှောက်လှမ်းနိုင်လာတာပါပဲဒါဟာတွန့်ပြန်တက်တဲ့တူတယောက်အဖြစ်ကနေ ကိုတန်ဘိုးရီပေါ်မှာအခြေခံပြီးတက်ကြွစွာလှုပ်ဆောင်တက်တူအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ် ကဲဆုံးတဲ့အနေနဲ့ဘောနော်ဒီနေပြောခဲ့တာဒီအားလုံးရဲ့အနစ်ချုပ်အဓိကအချက်ကိုထပ်ပြီးအလေးပေးတဲ့စကားတစ်ခုနဲ့ပဲညီကုံချုပ်ပါစေအစင်တင်ဖြစ်ပြီးတော့ခန်းစားရဖို့စောင့်နေတာကိုရလိုက်တဲ့အချိန်အဲ့ဒီအချိန်မှာပဲကိုယ့်ရဲ့အနာဂတ်ကတကယ်စတင်တာပါဟုတ်ကဲ့အခုတင်ဆက်ပြခဲ့တဲ့အကြ aya တွေကိုကြိုက်နေတဲ့တည်းဆိုရင် like လေးတစ်ချက်အပြေးခဲ့ပါအောင်ပြီးတော့ဒီ15ရက်စင်ခေါ်မှုကိုစတင်ဖို့အတင်းဖြစ်နေပြီလားဆိုတာကိုလည်း comment မှာရေးပြီးဝေမျှပေးတော့ပါအောင်နော်ကျွန်တော်နောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးနေကြပါမယ်